တို့စစ်နိုင်တိုင်ရေးဆိုတော့ကျွန်တော်စစ်တပ်ဖွဲ့အခုစစ်တပ်ဖွဲ့နေတာကျွန်တော်တို့စစ်တပ်ဖွဲ့ဖို့ကိုမျှော်လင့်နေတယ်အများစုက900လောက်ရှိပါတယ်အဲ့ဒီထက်ကကျွန်တော်တို့အာရွေးချယ်ပြီးတော့ကျွန်တော်တို့အခုတိုင်ရင်းတင်းစပြီးဖွဲ့နေပါတိုင်ရင်းဖွဲ့လာလူဝတ်တက်ဆင်ကြီးလုပ်တာဒီဆောက်နောက်မကြခင်မှာနိုင်တယ်လောက်ကျွန်တော်တို့သနတ်တန်ထွက်ပါလို့စစ်နိုင်တိုင်ရေးကိုအားပေးတဲ့နော် တခြားလုံးပြောဆိုလာတဲ့အခွဲကတနတ်တာမထွက်ဘူးဆိုရင်တော့ NRD ဆိုတဲ့နာမည်ကိုခံဖို့တော့မကောင်းဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ NRA တပ်ပေါင်းစုဟာအနာဂတ်ဖက်ဒရယ်တပ်မတော်ရဲ့တစိ့တစ်ပိုင်းဖြစ်လာဖို့ဘယ်လိုကြိုးပမ်းနေလဲဆိုတဲ့အချက်တွေကိုခေါင်းဆောင်ဦးစိုးတန်းနိုင်ရဲ့ပြောကြားချက်များအရထုတ်လုပ်တင်ပြသွားမှာဖြစ်ပါတယ်။တယင်းကြီးအဆင့်ထိဖွဲ့စည်းခြင်းဟာ Chain of Command အမိတ်ပေးစနစ်ကို ချုံမွေ့ပြည်ပစ်စေဖို့ပထမခြေလမ်းပဲဖြစ်ပါတယ်။လူအင်အားနဲ့လက်နက်အင်အားစုဆောင်းတဲ့အဆင့်ကနေပြီးပြန်လည်ထိုးစစ်အဆင့်ကို NRA ကဘလို့အရှိန်မြင့်တင်မလဲ။ဒီလိုတက်မတော်တိဆောက်ရေးမူဝါဒကပြည်သူတွေမျှော်လင့်နေတဲ့စီရေးအောင်ပွဲကိုဘလောက်ကြာကြာဆောင်ကျင်းပေးနိုင်မလဲဆိုတာဒီဗီဒီယိုမှာအသေးစိတ်ဆွေးနွေးထားပါတယ်။နောက်တော့လည်းခုနက်80ပြန်ရောက်တာမိန်တော့ချက်စီရေးတိုက်ပွဲတွေဘလို့ပေါ်ဆောင်ပင့်လဲလို့လက်ရှိအခြေအနေတွေကနိုင်ငံက 哎，你看，你 <noise> 看，你这，呃，这天你楼上这里估计没下，可能下面冻得。但是不会到来的,的来，乌鸦被一只鸡冻，对不对？人家底下一只鸡冻死的。是啊，漂亮。就那、uh, the，你看底下一只鸡的，对不对？对呗。好奶奶，是土色的，都枯的。 အင်အားစုကြည့်မှု။နောက်လက်နဲ့ခရမ်းမိကြောင်းစုဆောင်မှု။အဲ့တော့တကယ်တော့ပြောလို့ရှိရင်မြေအောင်လိုင်ရဲ့စစ်တပ်ဟာအခုကပြုတ်ရဲ့အာဇီတွေ ကျွန်တော်တို့ဟိုတို့ ਆ ပေါ့ဗျာကျွန်တော်တို့ဟို drone တဲ့နဲ့အသက်ကြီးပါရင်တော့ငွေကြေးခုနေပြီပဲသူကသေကောင်ပေါင်းလဲလူမမာကိုတကယ်တော့အားစီထိုးပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီလူမမာစစ်ကိုမတိုက်ရဲတော့နော်အခုကအဲ့ဒါကြောင့်စစ်မှုမထမ်းမနေရဥရီကျင်တုံးပြီးတော့စစ်သားတွေတွေဆွဲပြီးလူငယ်တွေကိုတတ်ပြန် လူငယ်တွေပိုးတည်လာတာပဲရှင်။သူစစ်တပ်ရဲ့စိတ်တက်ကဘယ်လိုပါလမ်းဆမ်းမလာပါဘူး။အဲ့တော့အဲ့ဒါအတွက်အဓိကကကျွန်တော်တို့ပြောဆိုရမယ့်ကိစ္စကဘာလဲဆိုရင်ကျွန်တော်တို့တောက်ပြူဒေတာကျွန်တော်တို့အဓိကဒုက္ခပေးနေတာတေဟုတ်။အဲ့တော့တောက်ပြူဒေတာကိုအပိုင်သိမ့်ဖို့မပေါ်မဟုတ်ပါဘူး။အဲဒီနေရာမှာတခုရှိနေတာက ကဲနာအင်အားစုတွေဟာဗမာပြည်တော်လှန်ရေးရဲ့အလဲပြောင်းလာအဓိကဆန်းဆောင်ရင်မြင့်တဲ့အင်အားစုတိုက်ပွဲတွေ့ကြုံလက်ရှိတယ်အနည်း30လောက်စီးလုပ်ကြမ်းပြီးဖြတ်တန်းအဲ့တော့ဟိုဘောနော်ကျွန်တော်တို့အဲညရာရှိလို့ရှင်တော့ဒီမဲ့ဆုံးမဲ့တယ်ဆိုရင်မော်စီကျုံစကားပါဗမာပြည်မှာပြည်သင်းစစ်အခြေချဆုံးဖြတ်တန်းခဲ့တာ KNU ပါတယ်အဲ့တော့ KNU ပါတီဟာအခုဘာဖြစ်နေလဲ သူ့ရဲ့နော်ပြီးခဲ့တဲ့တံခိုးတွေနော်သူဖြတ်တန်းခဲ့တဲ့စီးရီးတွေ့ကြုံရမနေပါမနာဘလို့တိုက်ပွဲပါညာဆိုတော့ဒီဒါပေမဲ့ရှစ်ကရှေးလာတဲ့ခါကျတော့နောက်ဘလို့ဆုံးဖြတ်တိုက်ပွဲကျွန်တော်ဆင်ပိုင်းနိုင်တဲ့ခါကျတော့ကေအန်ယူဟာအခုက၄ဘွဲ့၅ဘွဲ့လောက်ကွဲနေတယ်အဲ့တော့ကေအန်ယူဟာအဓိကအားဖြင့်နော်သူတို့ကကရင်မျိုးသားရဲ့ကျိုးကျွားကိုကိုစားပြုတယ်ဆိုပေမဲ့နော်စောချစ်သူတို့ကလေနော်သူတို့ ਨੇ အင်အားချင်းက တိတ်မခွာကြပါဘူး။နောက်ပြီးတော့အဲဆစ်လင်းနဲ့ပိုင်ဆံမှုအကျိုးစီးပွားတွေမှာပိုပြီးများပါတယ်။နောက်နောက်ညီညာရေး PC ရှိတယ်။နောက်ကျွန်တော်တို့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့၃ဖွဲ့ရှိတယ်။အဟိုတလောကတော့အဲဒီမူတူကိုစတွေကိုထုတ်လိုက်တဲ့တိတော့နော် KNU ပါတီရဲ့စိတ်ဓာတ်နဲ့သဘောထားကိုကျွန်တော်တို့တွေ့ရပါတယ်။သို့တော်တကယ်လက်တွေ့အခြေအနေကတော့ KB နဲ့တခုလုံးအတွက်နော်ဆိုလို့ရှိရင်အခုကပကြပြန်ပြဿနာအပါအဝင်ပေါ့ဗျာ။နော်ချောချစ်သူတို့ BGF တွေရဲ့တော်လန်ကြီးကို နော်ဟောကျောက်ပလန်ဆွဲထားတာနော်ရှေ့ကနေပြီးတားဆီးတာအဲ့ဒီလုပ်ငန်းတွေကတော့တောက်လျှောက်ဖြစ်နေတဲ့အတွက် GNU ဟာအတွေ့အကြုံကြီးမားတော့လေကျွန်တော်တို့ဒီဒေါ်လာရေးကိုဥဆောင်နေတဲ့အနေအထားမှာရှိသွားအဲ့တော့ကျွန်တော်ဗာပြောချင်တာလဲဆိုတော့ဒီနေ့အဲအဓိကကြတဲ့နေရာကရခိုင်ဒေသဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တရုတ်ကိုအကျိုးစီးပွားရကျွန်တော်တို့ပြန်ပြီးတော့စိန်ခေါ်နိုင်တာအဲ့ဒီနေရာဖြစ်တယ်။အဲ့ဒီမှာကျွန်တော်တို့ ကက်စ်ပိုင်လေးရင်းနှံပိုင်လေးရှိတယ်နော်ကျေးနေစိတ်ကရှိအဲ့တော့သူနောက်ပြီးတော့နောက်လာမစီမံကိန်းတွေကတော့ဒီအဲ့ဒီမီတာလိုက်ပိုင်လေးပေါ့ရှိတယ်အဲ့တော့သူရဲ့တရုတ်ရဲ့ကျွန်တော်တို့အခုကကျွန်တော်ပြောချင်တယ်အမေရိကန်နဲ့ထိုင်းကမတူဘူးဘာမှမတူဘူးလေဘူးဒါပေမဲ့ဒီ ပေါ်ပေါ်လေးလေးမရှိသေးတဲ့နော်အမေရိကန်သိပြီးတော့အမေမထားသေးတဲ့ကိစ္စတော့ဒီလိုတက်ပြီတက်ပြီဖြစ်ပြီးလိုက်ပြီဆိုလို့ရှိရင်အခုအချိန်တွေကတော့ဒီနေ့စကန်နာပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စင်ကာပူကကျွန်တော်တို့အဲအဲ့ဒီဘက်ကိုကျွန်တော်ဖြတ်စရာမလိုတော့ဘူးနော်ဒီကနေပြီးတော့အာသူ့အနေနဲ့အဲ့ဒီဂျင်းနဲ့စကန်ဟာနောက်ဘာဖြစ်လာမလဲဆိုတော့ပြုတ်ရကျွန်တော်တို့အာလင်တင်သင်းမောတွေစိုက်ကတ်နိုင်တဲ့နေရာတွေဖြစ်လာနေတယ်ဆိုတော့က မင်းလားပင်လေကောတာနေအိန္ဒိယသမုဒ္ဒရာတွေဝင်ဖို့မဟာပြူဟာလမ်းကြောင်းဖောက်ဖို့အတွက်မဖြစ်မနေသူကဗမာပြည်မှာသူစိတ်ကြိုက်ပါနေပြီပဲဆိုတာရှိကိုလိုအပ်တယ်။အဲ့ဒီကိစ္စပေါ်မှာအမေရိကန်ရဲ့စဉ်းစားမှုကနော်အဲဂျီတို့ဂျိုးစီဘွားတော့ပဲကြည်ဟာရောက်နေတယ်လို့ကျွန်တော်မြင်ပါတယ်။ဘုသောဒါကတော့ထားလိုက်ပါဒါသူတို့ကိစ္စ။အဲ့တော့ကျွန်တော်တို့ကိစ္စတော့ပါလေဆိုတော့ တော့ဖြူဂျင်းနစ်စိကံပါဝင်ကျုပ်ရဲ့ကြိုးစည်းပွားတွေကိုင်ပြီးကျွန်တော်တို့ကျုပ်နဲ့စကားပြောနိုင်အောင်ကျွန်တော်တို့လုပ်ဖို့ကျွန်တော်တို့တော်လိုင်းရလိုအပ်တယ်။အဲ့ဒါအတွက်ဘာလိုအပ်နေလဲ။တစ်ချက်ကပါလဲ။တစ်ချက်က PRO ရဲ့စစ်ကောင်စီကင်းစင်နေတဲ့ပြည်တိဆောက်ရေးဆိုတဲ့အယူဆဟာကျွန်တော်တို့ဒီတော်လိုင်းရကိုခြေောက်ဖန်ဆွဲနေတယ်။အဲ့ဒီယူဆကိုစွန့်လွတ်တယ်။စွန့်လွတ်ပြီးတော့ဘာလိုအောင်လဲဆိုတော့ PRO ရဲ့နော်တပ်ပေါင်းစုတရားကို ်စီရီရအခုဘုံဆောင်ရက်တဲ့တင်အားတက်ပြီးတိဆောက်ကိုအဲ့ဒါမှအခုအာဒီနေ့ဟော DNL ရင်းဆိုင်နေရတဲ့အချက်လေးနော်နောက်ပြီးတော့အာကျွန်တော်တို့ဗမော်ပြဿနာခုနတောက်ပြူပြဿနာတောက်ပြူကိုကျွန်တော်တို့ဒီအင်အားစုတွေတပေါင်းစုစုပြီးတော့တောက်ပြူကိုတိုက်နိုင်ရင်ကျွန်တော်တို့ပြုတ်ကိုစကားပြောနိုင်တယ်ချင်းချင်းနော်နောက်တစ်ဖက်ကတော့အညာဒေသမှာရှိတဲ့မြန်မာတပေါင်းစုအဲဒီကိစ္စက ကျွန်တော်တို့အင်အားရပြောရမယ်ဆိုလို့ရှိရင်ဘာမပြည့်60ရာခိုင်နှုန်းလူကြီးရဒီဒေသမှာရှိတော့ဒီဒေသမှာရှိတဲ့ဗမာပြည်ချင်းချင်းကျွန်တော်တို့အပွဲစည်းကောင်းစည်းတွေဖြုတ်ပြီးတော့အဲဗမာမျိုးသားနော်ကျွန်တော်တို့ဖက်ဒရယ်တပ်မတော်တရားဒီ၆ခုနော်တွေ့ပူးပေါင်းလက်တွဲကြမယ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ဒါဘလူးဒေါ်လာကြီးကိုဆုံးဖြတ်ပြီးမှအင်အားကြီးဖြစ်လာပါတယ် ဲ့ဒီအင်အားစုနှစ်စုလက်ဆွဲနှုတ်ဆက်တဲ့နေရာမျိုးဒေါ်လာရင်းအပွဲခံမဲ့နေပဲဖြစ်တဲ့အတွက်အဲ့ဒီအခြေအနေတွေကိုအတားကြီးပြုတ်နေတယ်ကျွန်တော်အတွေးခေါ်စဉ်းစားကြည့်ဒီမှန်သမျှဖြတ်သိမ်းပြဖို့ကျွန်တော်တောင်းဆိုပါတယ်အဲ့ဒါတွေမဖြတ်သိမ်းနိုင်ရင်ကျွန်တော်တို့ဒေါ်လာရင်းနော်အောင်မမခံနိုင်အဲ့ဒါတွေဖြတ်သိမ်းပြီးတော့တောင်ပေါ်နဲ့ပြပြန်လက်ဆွဲနှုတ်ဆက်နိုင်ရင်ကျွန်တော်တို့အာတပ်ပေါင်းစုတိဆောက်ပြီးတော့တိုက်မယ်ဆိုရင်တရုတ်ဘာကူညီတွေပေးပြီးကျွန်တော်တို့ ဒီလူတော်လိုက်အောင်မွေးဆန်တဲ့လက်ညောင်းဖြစ်ပါတယ်။အဲ့ဒီမှာအတွေးအခက်အခဲရှိပါတယ်။အကြီးဆုံးအခက်အခဲကစစ်တပ်မှာဆိုကျွန်တော်လက်နဲ့မဟုတ်ပါဘူး။အကြီးဆုံးအခက်အခဲကအတွေးကောပါ။ကိုယ်တွေသားကိုယ်လူမျိုးနော်ကိုယ်ပြည်နယ်ကိုယ်တိုင်းအဲ့ဒါလေးပဲခံကိုကျွန်တော်တို့ကာကွယ်ရမှာ။တပြည်လုံးဖက်ဒရယ်တပ်မတော်ကြီးဖြစ်ကျွန်တော်တို့တိဆောက်ပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်ကြမှာ။ကျွန်တော်တို့ NRI ကအများကြီးဘာမှမရှိသေးပါဘူး။ ော်တာလဲကျွန်တော်တို့ဖွဲ့စည်းတိစောက်တာ၃လပဲရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ပြင်းပြင်းထန်ထန်ရုပ်ကြည့်တယ်။တရားရှိရင်ကုသများလိမ့်မယ်။တရားမှန်ကန်လို့ရှိရင်အောင်ပွဲခံလိမ့်မယ်။အဲဒါကြောင့်ကျွန်တော်တို့အင်အားနည်းတော်ညာလိမ့်မယ်။အင်အားနည်းရတာနေပြီးတော့လမ်းစဉ်မှန်ကန်ရင်အင်အားကြည့်လာလိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်တို့ကတပေါင်းစုဖွဲ့ပြီးတော့တိုက်ရေးကိုကျွန်တော်တို့ပြောနေတာဖြစ်ပါတယ်။အလကားနော်လေဖတ်တန်းစိတ်နေတဲ့ကောင်တွေမဟုတ်ပါဘူးဆိုတော့ကျွန်တော် ပြောပြစီခင်ဗျဟုတ်ကဲ့ပါဆရာကိုမျိုးထက်တဲ့ဂျေဆုတင်ပါလေဗျဒီမှာလဲကောမန့်မှာကတော့တရင်ကောင်းကြီးတက်နေပါတယ်ခင်ဦးမှာစစ်ကြောင်းလိုက်ပြုတ်အောင်တိုက်နိုင်တယ်ဆိုတော့တရင်ကောင်းကြီးတက်တယ်ကိုအရှိမလဲခင်ဗျပါလေပူပိုင်ချဲတို့ဘာတို့ကလည်းစစ်ကြောင်းလိုက်ပြုတ်အောင်တိုက်အညာကတော့စစ်တိုက်ရစစ်သွေးစစ်ရစစ်သွေးတက်လာတယ်လို့ပြောနော်အဲ့ဒါကိုတော့ကျွန်တော်တို့အဲမြင်ရပါတယ် အဲ့ဒီမှာတဆက်ဆက်တော့ကော့ကီကမှာလည်းအေအေကအခုပြန်ပြီးတော့ထိုးစစ်ပုံစံမျိုးပြန်ဖြစ်ပြီးတော့စစ်ကောင်တက်တည်ရပြီနာနေဆိုတဲ့တည်းဒီကနေဗီဒီမော့တစည်းကိုပြစ်ပြီးတော့မီးရှို့လိုက်နိုင်လို့လည်းကြားတယ်ပေါ့နော်ဒီဒီအဲ့ဒါလေးကျွန်တော်တို့တွေ့လိုက်ပြီပေါ့နော်ဆိုတော့ဒါကဝန်သားဆရာတရေကောင်းတယ်ပေါ့တကယ်သာဒီဖြစ်ပြီပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဒီဒီဒီညတော့ကျွန်တော် YouTube က live လုပ်နေဆိုတော့တရေတွေကတော့ကျွန်တော်တို့ပဲ allergy မှာပဲပြောပြမယ်ဆိုတော့ဒါတတိဒီမုတ်ကုတ်ကိုပြန်ဆက်မယ်ပေါ့နော်ဆရာကြီးကုန်းန်းစိုးနိုင်နေပြီးရင်ဆရာကူရောအပိတ်လေးပြောပြီးတော့ live ကိုချတော့မယ်တနားကြီးကြုံနေပြီဆိုတော့လေအဲ့တော့ဟုတ်ပြီ ဆရာကြီးခင်ဗျာဟိုမုတ်ဝေတဲ့အချိန်မှာမခေါ်ပဲနဲ့လုတ်ဝေတဲ့အချိန်မှာပေါ့နော်မင်းတို့တာဝေရမယ်လာတိုက်ကြရောက်နေဆိုပထမသူရှင်ဒီပိုင်းရတော့မခေါ်ဘူးပေါ့နော်မသိချောက်ဆောင်ဆိုတော့အဲ့လိုအချိန်ကြီးတွေလည်းတွေ့ရတာပေါ့ဟုတ်ပြီဒါကတပိုင်းပေါ့နော်ဆိုတော့ဟုတ်ပြီဒုတ်ပဲဝေမုတ်ပဲဝေဟိုကတော်လိုင်းကြီးဆိုတော့လေအစွန်းလုံးနင်နာခံသူကအစွန်းလုံးနင်နာခံပေါ့ကောင်းစားသူကကောင်းစားပေါ့ကောင်းစားပေါ့ဒါလေတပတ်မှာတောင်ထုံးပြီးတပတ်မှာကမ်းပြူပေါ့နော်ဒီလိုအချိန်ကြီးကိုလေဒီတဝါတစ်စုံလုံးကိုတော်လိုင်းကြီးတစ်ခုလုံးကိုလာပါပေါ့တင်ကြီးရဲ့လူတွေကညှိနေပါတယ်ပေါ့နော်ညှိနေပါတယ် ဲအကိမ့်ပြီးဒါဆရာကြီးမုတ်ကုတ်ကာဝယ်မယ်ခန်စစ်ခန်စစ်ပေါ့မုတ်ခန်စစ်ကြီးရှင်မယ်ဆိုရင် MDYPDF ကတိုင်းနေလာပါအဲ MDYPDF ရဲ့ခေါင်းဆောင်ကစီယုံကျုံရဲ့စီဦးကြီးအရာရှိချုပ်ဒုတိယတန်းအမှန်ဆုံးမျိုးရည်ညူကြီးအစိုးရရဲ့ကာဝယ်မှုကြီးဌာနက viewer 1ဘယ်ကိုကာပါ viewer 2ဘယ်ကိုကာပါ viewer 3ဘယ်မှာခန်စစ်ပြန်ပါ viewer 4ဒီလို viewer မျိုးစစ်စင်ရေးဆောင်ရွက်နိုင် နိုင်မတာခိုင်မာတောင်တင်းနဲ့ဟိုသစ်တထံပေါ့နော်ရနိုင်မယ်လို့ကျွန်တော်အကြမ်းကြီးယုံယုံကြည်မိတယ်ပေါ့အခုကတတိပုဂ္ဂလတဝုကောင်းတယောက်ကောင်းဆောင်ရွက်တဲ့ပုံစံဖြစ်ပြီးဗျူဟာမြောက်တဲ့အဲဒီခုကချင်းမျိုးတော့ဟုတ်နေတာမျိုးတော့ကျွန်တော်ထင်တယ်ပေါ့ဆရာဘောဘလို့မြင်လဲဆရာအဲ့လိုမျိုးဗျူဟာမြောက်လုတ်တဲ့နယ်လို့မထင်ဘူးလားဘာတွေလိုအပ်နေတယ်လို့အကြံပြုချင်တယ်အဲ့ဒါဒီပြောပြပါဦးစည်ရေးစည်ရာပေါ့ဆရာလေဒီပါမြတ်စစ်စင်ဖို့ပုံစံပေါ့ အဲဒီဟာမျိုးစစ်စီကြီးပုံစံကိုကျွန်တော်တို့ NUG ကကာကွယ်ရေးဌာနအကောင့်ထဲမပေါ်နေတာသိပြီမဆမ်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတက်ကိုဟိုဌာနပြပွဲကြောင့်နိုင်ငံရေးရနော်ထောက်ခံလာတဲ့လူတွေကိုဟိုခေါ်ပြီးတော့ကျွန်တော်တို့စူးစိလိုက်တဲ့အခါကျွန်တော် ကျန်ကုန်လူမျိုးပေါ်မှာတော့တန်းနဲ့ချီပြီးတော့လူလူတွေပါဝင်ကြတဲ့အခါကျတော့လူလူတွေပါဝင်မှုကတော့တက်တက်လှုပ်ပေါ်ပြီ။တိုးတော့အဲ့ဒီပြဿနာတွေအဲ့ဓာတွေကိုတော်လိုင်းတက်ွက်တရားဖြစ်တိရောက်နေတယ်ပေါ့။ဟုတ်တယ်။တော်လိုင်းစိတ်ကတော်လိုင်းစိတ်ကိုခီးပါဦး။သူတို့ကနိုင်ငံတကာနဲ့ရှင်လို့ရှိရင်မင်းအောင်လည်းလဲဆိုရတို့လဲဆိုရပဲ။တို့ကဝန်ကြီးကြီးရှိတယ်။နော်။ဌာနဆောင်ရှိတယ်။နော်။အဲနောက်ပြီးတော့နော် ဒီဝင်ကြီးဝင်ကလေးတွေအတွင်းဝင်တွေကိုလည်းနော်အာယာရုနဲ့ကိုက်ညီစွာနေရာတွေပေးထားတယ်အဲ့ဒါတွေကကျွန်တော်တို့ကသိပါဘူးတဖြည်းဖြည်းနဲ့မှပေါ်လာတာမနေ့တည်းကပြောတယ်မတ်ကြည်ပြအကြောင်းကိုမတ်ကြည်ပြအကြောင်းကျွန်တော်ကအရင်တော့ရန်ကုန်ရန်ကုန်တိုင်းကလွတ်တော်ကူလေတယောက်အနေနဲ့လေးစားခဲ့တာပါသူကအခုကမင်းဆောင်ကဟောအင်တဆောင်မီးတပြောင်နဲ့ကားတဝီဝီနဲ့သွားနေတယ်ဆိုတော့အာသူတို့တော်လိုင်းရရတော့ခံချလာတယ်ဒီလိုလိုကိုအနေနဲ့ကြောက်ရတယ်အဲတော့ဆိုတော့ တော်လိုင်းရေးဆိုးရမဟုတ်ဘူးတော်လိုင်းရေးတက်ဖွဲ့တိရောက်တာမဟုတ်ဘူးသူကဒီစစ်ကောင်စီကလုပ်တဲ့အတိုင်းမိုးကြွရွှေဘူးတွေမွေးတယ်အဲ့တော့မိုးကြွရွှေဘူးတွေဆိုတာကလည်းကျွန်တော်တို့ခြေကားအဖြစ်ပြောရလို့ရှိရင်နော်ဘောတော်ကြီးစိတ်တော်သည်နော်အဲ့လိုလူတွေပဲများတဲ့အခါကျတော့ဂိုင်းကနာတွေဂိုင်းအုပ်စုတွေဖြစ်လာအဲ့တော့တက်တရစစ်တက်တရနော်စစ်တက်တရကိုကျွန်တော်တို့တိုင်တွယ်ပြီးတော့အသုံးချနိုင်မယ်ဆိုရင်နော်ဘာပဲဖြစ်ဖြစ် မင်းအောင်နိုင်ဦးစီးတဲ့တက်ဟာနော်စစ်တပ်တော်ပြီးလာတစ်ချက်တည်းနဲ့ပြောနေအထက်ကပြီးတဲ့အမိတ်ဆိုရင်နော်ကျွန်တော်တို့နေညာမယူရေးလိုက်လာတောင်းရှိအဲ့ဒါကသူတို့စစ်တပ်ကို9နှစ်4နှစ်တင်တာဆိုလို့ရှိရင်ကျွန်တော်ထင်တယ်3နှစ်ခွဲလောက်ကအဲ့ဒါကိုလေ့ကျင့်ထားတာကျွန်တော်တို့ကျွန်တော်တို့အဲ့ဒီ ီတော့ကိုငွေပေါက်ပဲဆိုရင်တော့မလုပ်ရဘူးတက်လာတော့ပြောပါတာလေလှူရှားခွင့်ရှိတယ်အဲ့စစ်တပ်ကိုရိုက်တွန်းထားတာအဲ့တော့အဲ့တော့သူကစစ်တပ်ပုံစံသူတို့အနေနဲ့စစ်နေကုတ်ခဲလို့ရတာကျွန်တော်တို့ဆီကတော့မိုးချရှိကူကြီးဖြစ်တယ်မိုးချရှိကူကြီးဖြစ်နေတဲ့အခါကျတော့နောက်ပြီးတော့ကောင်းကင်ကပေးတဲ့အမေနောက်ပြီးတော့မြေပြင်မှာနော်တကယ်လှုပ်ရှားနေတဲ့လူတွေကတကယ်လှုပ်ရှားနေတဲ့လူတွေ မပြည့်မစုံနဲ့ပြန်နော်ကျွန်တော်စစ်စစ်ရဲနဲ့ဒုက္ခဒုက္ခခံပြီးအဲ့ဒီစိတ်ဓာတ်တွေတိုက်ဒါမဲ့ပြည့်ပြည့်ချင်းနေမသိတဲ့အခါကျတော့အဲ့ဒီကကျွန်တော်တို့ဘသူ့ကိုနော်ခေါင်းဆောင်တင်ရဘသူ့ကိုအောက်ခြေမှာထားမယ်ဆိုတော့သူတို့စေရောမသိပါဘူးပြီးခဲ့တဲ့2004ခုနှစ်ကကျွန်တော်ကြားလိုက်ပါတယ်ပိုတင်နှပ်ဖွဲ့ကောင်းပါတယ်နော်ဒါမဲ့ကျွန်တော်တို့အမေနဲ့အပါလဲ ျွန်တော်တို့ကစစ်တကသူလူအကယ်ဒမီထူထောင်နိုင်တဲ့အခြေအနေမရှိစစ်တကသူကထွက်တဲ့လူနဲ့အောက်ခြေခြေကစစ်တင်နိုင်ငံကထွက်တဲ့လူတွေပေါင်းစပ်ပြီးတဲ့စနစ်ကျွန်တော်တို့လုပ်လို့မရကျွန်တော်တို့ကမြေကြီးပေါ်လာတဲ့လူမြေကြီးပေါ်ဆင်းပြီးတော့ခေါင်းဆောင်မှရအဲ့ဒီစိတ်ဓာတ်မရှိတဲ့အတွက်စစ်တကုတ်ပြောလို့ရှင်နာမည်ရှိတယ်နော်အမိပေးလို့မရနောက်ပြီးတော့အခုကအဲလိုအခုအညာမှာဖြစ်နေတဲ့တိုက်ပွဲတစ်ပွဲဆိုလို့ရှင်ကျွန်တော်တင်တာ တပ်ဖွဲ့ကောင်းကြီးဆွဲလို့ဖြစ်တယ်ဒီတိတိဖြစ်လို့ဘာလို့လဲတစုတတိကြီးကျွန်တော်တို့တသွေးတန်တမိတ်အနေထားရောက်အောင်အန်ယူဂျီကမတီဆောင်နိုင်ခဲ့ဘူးအဲ့တော့အဲ့ဒါကိုဒီနေ့မှအပြစ်ပြောနေရတယ်အဲ့တိတ်တော့မထူးတော့ဘူးနော်အဲ့တော့အဲ့လိုဖြစ်လာသမျှအာအဲအကြောင်းကိစ္စတွေကျွန်တော်တို့ဒီနေ့မှဟိုပါပြောလေအဲကျွန်တော်တို့တိတ်တော့မထူးတော့ဘူးသို့တော်ညာလေသွေးသက်တွေနဲ့ပြေးနေရတယ် စစ်မီပြင်ကတိုက်ပွဲတွေအတွက်ကဘာလို့လဲဆိုပြုပြပြောင်းလဲဘူးပြုပြပြောင်းလဲဘူးဒါမှပထမအဦးဆုံးစိတ်စိတ်တက်ကစပြီးပြုပြပြောင်းလဲဘူးနောက်ပြီးတော့ဘယ်ကနေစပြီးအောက်ခြေကနေစပြီးအထက်အဆင့်တွေတွေကျွန်တော်ပြုပြပြောင်းလဲဘူးစိတ်ထရေးရရလို့ရအဲ့ဒီမှာကြိုက်တည်ဖြစ်စီမကြိုက်တည်ဖြစ်စီနာခံရမယ်ဆိုတဲ့အသည့်အရှိန်ဝင်လာအဲ့ဒါတွေမရှိဘဲနဲ့ဘိုးတင်တန်းနေဘယ်နှစ်ခုခွင့်လဲကျွန်တော်တို့အဲမိန်ပေးစရိကကောင်းလာတယ်ဒါကြောင့် ဒီအခြေအနေတွေကိုကျွန်တော်တို့အပြည့်အမြင်ကိုပြောခဲ့တာ NUG ကောင်းဆောင်တွေကလည်းဟိုပါဟိုပြပနေပြည်တွင်းပြန်လာအောင်အောင်မနေ့ပြောရအဲ့ဒီထဲမှာကျွန်တော်တို့ဒေါက်တာဆော်ဝေဆိုးတို့လို့ကိုဒီစားဆန်းတို့လို့တယောက်နှစ်ယောက်ကတော့နော်အောက်ခြေမှာဆင့်ပြီးတော့အခြေအနေတွေနားလည်ယူတာပါညာတွေရှိပါတယ်ဒါပေမဲ့တစ်ခုလုံးမှာအဲ့ဒီစိတ်ဓာတ်ရှိဘူးအဲ့ဒါကြောင့် NUG အစဖွဲ့ကောင်းဆောင်ဖွဲ့ကကျွန်တော်အခြေခံရပြောလို့ရှိရင်လွတ်တော်တွေကထွက်လာတဲ့ အာနာတစိတပိုင်းရထားတဲ့ပုဂ္ဂိုလ်တွေကနော်တော့ဝိရှင်တော်မင်းကြီးတွေအနေနဲ့ယာလူနေရာကြီးတက်ကျူလိုက်ကြတဲ့အခါဒီဖွဲ့စည်းကဒီလိုဖြစ်တာဘာမှမဆမ်းပါဘူးဒါပေမဲ့ပို့ပြီးတော့မဆမ်းတာကအဲ့ဒါကိုပြုပြပြောင်းလဲဖို့ပြောတာကအကြောင်းပြ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 ီးတော့ပြောင်းလဲအာတော်နေကြတော့ပြောင်းလဲလို့ဒီတစ်ကုံလို့မှာအာအခုကပြောင်းလဲရနော်အဲအခုကဥတီဌာနကြီးပြောင်းခွက်တော့အဲ့ဒါကြီးက တကယ်ကြောင်ပြုံကြောင်လဲမပြဿနာတွေမဟုတ်ပါဘူးလူကြီးစရာတွေဖြစ်နေတဲ့ကိစ္စနော်အဲ့တော့အဲဘာတွေပြောင်းလဲရမယ်ဆိုတာမသိလို့ရှိရင်နော်ရှေးအတွက်ကြောင့်ရှိတဲ့လူတွေမေးမနေပါနဲ့လူလူကိုမေးကြည့်ပါလူလူကဘာလို့ရမှာလဲဆိုတော့ပြောပြပါလိမ့်လူ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 စီကိုနားထောင်လိုက်လို့ရှိရင်ခင်ဗျားတို့အတွက်လမ်းစဉ်တွေ policy တွေပြုမြင်ရမယ်ကိစ္စတွေတပုံကြီးထွက်လာပါလိမ့်လူလူကိုတပက်ခံလိုက်စိတ်ကိုမမြင်ရပါနဲ့ပြောချင်ပါ NLD အစိုးရ၏မဲဆင်းများမှားယွင်းနေသည်ဟုပထမဆုံးလိမ့်လည်ခဲ့သောတောင်းအေးကကြံ့ဖို့အမတ်လောင်းများတာမန်မဟုတ်ဟုကြွေးကြော်ကြံ့ဖို့အမတ်လောင်းများတွင်စစ်အရာရှိဟောင်းမဘကအစိုးရမျိုးသားရေးသမားပါဝင်သဘောထားတင်မှသူအများစုပါဝင်2020ရွေးကောက်ပွဲတွင်အပြတ်သက်အနိုင်ရခဲ့သော NLD အစိုးရ၏မဲဆင်းများမှားယွင်းနေသည်ဟုပထမဆုံးလိမ့်လည်တင်ပြခဲ့သောကြံ့ဖို့ပါတီမှတောင်းအေးက2025ရွေးကောက်ပွဲဝင်ပြီးကြံ့ဖို့အမတ်လောင်းများမှာတာမန်မဟုတ်ကြောင်း နိုဝင်ဘာလ22ရက်နေ့မဲဆွယ်စည်းရုံးပွဲတွင်ကြွေးကြော်ပြောဆိုသည်။ကျန်းဖုတ်ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင်တာမန်မဟုတ်ဘဲလွတ်တော်များအတွက်စံထားရွေးချယ်သူများဖြစ်ကြောင်းထို့ကြောင့်ပြည်သူများအနေဖြင့်တန်လျာရှိရန်မလိုဘဲမဲပေးကြရန်တောင်းအေးကမဲဆွယ်စည်းရုံးပွဲတွင် ထုတ်ပြောလာသည်။တတိကဝတ်လုပ်ငန်းစဉ်တွေကိုအကောင့်ထည့်ဖော်နိုင်ဖို့ဖော်နိုင်တဲ့လူတွေကိုပဲကိုယ်စားလှယ်ဖြစ်နေရွေးထားတယ်လို့ကျွန်တော်တို့ပြောချင်တာ။ဒီကိုယ်စားလှယ်တွေဟာတာမန်မဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်အကုန်လုံးမှာအဲ့ဒီလိုဆန်ထားပြီးတော့ရွေးထားတာဖြစ်တယ်လို့အတိပေးခြင်းနဲ့ဒီကိုယ်စားလှယ်တွေကိုယုံယုံကြည်ကြည်တာဝန်ပေးအပ်နိုင်တဲ့တန်လျာရှိစရာမလိုဘူးဟူချန်ဖို့ပါတီ၏အထွေထွေအတွင်ရင်မှုပြောပွဲမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတောင်းအေကာဆိုသည် ကျန်းဖုတ်ပါတီကတတ်မှတ်ပြထမ်းထားသည့်ဂတိကဝတ်လုပ်ငန်းစဉ်များကိုလုံနိုင်ရန်ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်တက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သည့်ပညာရှင်များကိုအစဉ်စဉ်ရွေးချယ်စီစဉ်ဆောင်ရွက်ခဲ့ကြောင်းနိုင်ငံတော်ရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များကိုအကောင့်ထဲပေါ်နိုင်ရန်အရေးချင်းရှိသူများဖြစ်ကြောင်းတောင်းအေးကဆိုသည်အားလုံးပဲဆွေးနွေးပေးတဲ့ဆရာဦးသန်းစုံနာရေးဆရာပြောတဲ့တင်ပြကိုကျေးဇူးတင်ပါတယ်10မိနစ်လောက်ဆရာဦးသန်းစုံနိုင်ကပြည်သူလူထုကိုဗာပြောခြင်းပါတယ်ကွန်မတီတွေမှာတော့ အာခန္ဓာရီမြေပြင်မှာအဲနော်မြေပြင်မှာခေါင်းဆောင်မဲ့အဖွဲ့ကြီးကတော့လုံးဝမရှိပါဘူးတဲ့အဲ့တော့အန်အာရီအနေနဲ့မြေပြင်မှာစည်ရေးကိုတကယ်မြေပြင်မှာတစုတစည်းတဲ့ဖြစ်အောင်ဥဆောင်နိုင်မဲ့အဖွဲ့ကြီးလိုအပ်နေတာပါတဲ့အန်အာရီကလည်းအမှန်တိုင်းပြောရင်မဖြစ်နိုင်ပါဘူးတဲ့လက်တွေ့မြေပြင်နဲ့ကင်းကွာနေပါတယ်တဲ့အန်အာရီဥဆောင်တဲ့တက်ကစည်ရေးဖော်ဆောင်ပြပါဆိုတဲ့ကောမန့်လေးတွေလည်းတွေ့ရပါတယ်ပေါ့နော်အဲဆိုတော့ဘာဖြစ်ဖြစ်ဒါကလည်းကျွန်တော်တို့ ဒီလိုလိုတူတယောက်ပေါ့ဟိုကျွန်တော်တို့ကိုအကောင်းမြင်စိတ်နဲ့ပဲဝင်ရေးရေးအစိုးမြင်စိတ်နဲ့ပဲဝင်ပြဲကြီးကြီးပေါ့ကျွန်တော်တို့ကဒါဒီလိုပေါ့နော်အချက်နဲ့အလက်နဲ့မေးမြန်းမှုတွေကိုကြိုးစားပါတယ်ဝေမနာကိုလည်းကျွန်တော်ကကြိုးစားတဲ့အတူတူပါကျွန်တော်တို့ကိုယ်တိုင်လည်းဝေမနာမှုတွေလုပ်ခဲ့တယ်လို့ဒီနေ့အဲ့တော့ဆရာကြီး ကောမတ်ကိုဆရာပါပြောစင်တယ်စီရင်ကိုတကယ်မြင်ပြမှာတကြိုတစည်းတည်းဖြစ်အောင်ဥဆောင်နိုင်မဲ့အဖွဲ့အစည်းလိုအပ်နေတာပါတဲ့ NRA ကလည်းအမှန်တိုင်းပြောရင်မဖြစ်နိုင်ပါဘူးသူကကောက်ချက်ပေါ့ဆရာအဲတော့လက်တွေ့မြေပြင်နဲ့ကင်းကွာနေရတယ် NRA ဥဆောင်တဲ့တက်ကစီရင်ဖို့ဆောင်ပြပါဆိုတာမျိုးလေးပြောပါတယ်အဲတော့အသေးစိတ်ချက်လက်ဒီကိုတော့ကျွန်တော်ကပြောလို့ရပါတယ်အဲကျွန်တော်လောက်ကန်ဆောင်ရနေရတယ်ရှိတယ်တို့တော့ကျွန်တော်မပြောတော့ပါဘူးသဘောတရားရအတွေးခေါ်ရတမနစ်လောက်ဆရာချုပ်ပြီးဒီကောမတ်လေးကိုဒီကမိတ်ဆွေနားလေအောင်ပြောရင်ကျွန်တော်တို့ live ကိုအဆုံးသတ်ပါမယ်ဆရာ စတူဒီယိုပြပါဦးဆရာဟုတ်ကဲ့နော်ပြည်သူ့ကြမှာအမှန်ရှာပါမှန်ကန်တဲ့တရားတွေကပြည်သူ့ကြမှာရှိအခုဝေဖန်ထောက်ပြတဲ့အချိန်ကလုံးဝမှန်ကန်ပါနော်ဒါပေမဲ့အဲ့ဒီထူးချက်ကလေးကိုအနည်းငယ်ရှင်းပြမယ်ကျွန်တော်တို့အနာရီဟာပေါပေါလာတုံးလာရှိတယ်အဲစပြီးစပြီးတော့ကျွန်တော် စီဝေးခေါ်တဲ့ကောင်မှာလူ60လောက်ရှိပါတယ်။ဒါပေမဲ့အခုကတော့ကျွန်တော်တို့အဲပြီးခဲ့တဲ့အလချို့ဒီပေါ့ဗျာလူအစိတ်30လောက်ပဲရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအခုကျွန်တော်တို့ပြောတဲ့စကားတိုင်းနော်စကားနောက်တရားပါပေါ့ဗျာ။ကျွန်တော်ရှင်းနိုင်တိုင်းရေးဆိုတော့ကျွန်တော်စစ်တပ်ဖွဲ့ပါ။အခုစစ်တပ်ဖွဲ့နေတာ ကျွန်တော်တို့စစ်တပ်ဖွဲ့ဖို့ကိုညှော်တင်နေတယ်တရားစုက900လောက်ရှိပါတယ်အဲ့ထဲကကျွန်တော်တို့အာရွေးချယ်ပြီးတော့ကျွန်တော်တို့အခုတိုင်ရင်တင်းစပြီးဖွဲ့နေပါတိုင်ရင်အဖွဲ့လာလူဝတ်တက်ဆင်ကူကြီးလောက်တာပြီးဆောက်တာနောက်မကြခင်မှာနိုင်တဲ့လောက်ကျွန်တော်တို့တနတ်တန်ကြီးထွက်ပါစစ်နိုင်တဲ့ရေးကိုအပေးတဲ့နော်တခြားလူပြောဆိုလာတဲ့အဖွဲ့ကတနတ်တန်မထွက်ဘူးဆိုရင်တော့ NRI ဆိုတဲ့နာမည်ကိုခံဖို့တော့မကောင်းဘူးကျွန်တော်တို့ လုပ်နေပါဒါပေမဲ့ကျွန်တော်သုံးနှစ်ဖြတ်သန်းတာရရတာမဟုတ်ပါဘူးသုံးလပဲရှိပါတယ်နော်လူ60ရာနေပြီးတော့ကျွန်တော်တို့လူ20လောက်ကျန်နေတယ်အခုကလူ900ကျော်လောက်တော့ကျွန်တော်စုစည်းမိပြီပေါ့ဗျာအဲ့ဒါကြောင့်ကျွန်တော်ထင်တာနောက်နှစ်ထဲဆိုလို့ရှိရင်လူထောင်ချီတဲ့အင်အားစုတချို့အင်အားစုဆိုတော့ကျွန်တော်လူစုလူဝေးကိုကျွန်တော်စုမှာမဟုတ်စစ်တပ်စုမှာနော်အဲ့ဒါအတွက်လူလူရဲ့ထောက်ခံမှုပဲလိုပါတယ်လူလူရဲ့ထောက်ခံမှုကဘယ်လိုလိုအပ်တာ ကျွန်တော်တို့ကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့တရင်ပေးတာနော်ကျွန်တော်တို့အဲကျွန်တော်တို့အဲစိုးစစ်စားပေးတာကြီးစမ်းရှာပေးတာတတ်နိုင်တဲ့နေရာကတောင်ဖြစ်ဖြစ်တထဲဖြစ်ဖြစ်ခမင်းတထုပ်ဖြစ်ဖြစ်ပြင်းမယ်ဆိုရင်စိတ်ကူးကရှိကျွန်တော်တို့ကျင်းပ်ပါတယ်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့အခုစစ်ပတိုင်နေတယ်ပေါ့အဲ့ဒါကြောင့်ခုနကလို့နော်အဲအဲ့လိုဖြစ်စီခြင်းနဲ့အဲ့လိုလုပ်စီခြင်းနဲ့ဆိုတော့အဲ့ဒီတိုင်းလုပ်နေပါလေလို့ကျွန်တော်ကတော့တုတ်ပြန်ပြရစီတယ် ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်။အဲဆိုလိုတာကတော့ကျွန်တော်တို့ NRI ဆောင်ဆောင်တာဝန်ရှိသူတွေ NRI မှာပါဝင်တဲ့သူတွေကလူကျွန်တော်တို့လူတွေကိုကျွန်တော်တို့လေကြီးမိုးကြီးတွေမပြောပါဘူး။ဆရာဦးတန်းစိုးနိုင်ကစပြီးတော့ဗောနော်။အဲကျွန်တော်တို့ရိုးရိုးတတပဲလုံခြုံတယ်လောက်ကိုကျွန်တော်တို့အစွမ်းရှိတယ်လို့လို့ပို့ပြင်ဆင်နေပါတယ်။အဲ့တော့ဆရာရဲ့ဖြည်းဖြည်းလေးချက်ကိုကျေးဇူးတင်ပါတယ်တဲ့ခုနကကွန်မန့်ရေးတာလည်းပြန်ရေးပါတယ်။ဆရာဦးတန်းစုံနိုင်နဲ့ဆရာမျိုးနဲ့ကိုလူမြတ်ကျော်ကြီးအပြုသဘောနဲ့ထောက်ပြတော့ပါတယ်ကျွန်တော်တို့ကကြိုးစားပါတယ်ကျွန်တော်တို့ ပြည်သူကြားထဲမှာဆရာဦးနှက်ဆုံးနဲ့ပြောလို့အမှန်ရှာပါတယ်ပြည်သူရဲ့အသံကြားချင်လို့ဒီ live တွေကိုကျွန်တော်လုပ်နေပါဟုတ်ကဲ့အားလုံးပဲကျွန်တော်တို့ချေချေဝေးဝေးတွေမပြောဘူးဒါပေမဲ့ဆရာဦးဒါဆိုင်ပြောလို့ယူယူတတားနဲ့ပြည်သူတို့ကိုအမှန်တရားတိုင်းပဲလုံနိုင်တလောက်လုံကန်ဆောင်ရွက်နေပါရဲ့အနာရီဟာသုံးလသားလေးပဲရှိပါသေးတယ်ဆိုတော့ကြိုးရင်းအားလုံးကိုရဲ့ပိတ်ဆို့ရဖို့ဆက်ဆက်နေကတ်တနေကတ်ပါလေဒီလိုပဲရှိပါ 接受掉了。好，那么基督点嘛，我可以 OK，小部分的基督点